မင်္ဂလာပါရှင်ခတိတယ်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအေအေကစောက်ခွာပင်လိုက်သည့်ကြေးရွာတွင်အတင်းတုံးဝင်လာသည့်စစ်ကြောင်းခြေမုံခံရပြီးစစ်သားများပြားတင်ဆောင်ကအဖမ်းခံရသူများလည်းရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အာရခတက်တော်အေကဆုတ်ခွာပေးလိုက်သည့်ကြောက်ဖြူမျိုးနဲ့မြင်းပြင်းကျင်းရတဲ့အကြမ်းမတ်စစ်တပ်စစ်ကြောင်းမှအတင်းသွင်းဝင်ရမှမိုင်းများအပြင်လက်နက်ကြီးလက်နက်ငယ်များဖြင့်ပါခြေမုံခံရ၍စစ်သားများပြားတည်ဆုံပြီးအဖမ်းခံရသူများလည်းရှိကြောင်းစစ်ဘက်ဆိုင်ရာနေဆက်သူတအူးကပြောပါတယ်အနိုင်ရပြီဆိုပြီးသူတို့ကရွာထဲကိုအတင်းဝင်လာတာပါတချို့ကမိုင်းထီတေးတယ်တချို့ကအနီးကပ်ချင်မုန်းခံရတယ်မင်းပြင်မှာဆိုမနေ့ကညနေချီပြီးတေးတယ်အဖမ်းခံရတယ်လည်းရှိပါတယ်လို့ပြောပါတယ် ဂျမန်နီကအကြမ်းစစ်တပ်နေအာရခတပ်တော်တို့ကြားချောင်းဝါနေမင်းပြင်းရွာကြမှာတိုက်ပွဲဖြစ်ပွားပြီးနောက်လေးချောင်းကနေအပြင်းအထန်ပုံကျဲပြီးစစ်ရဲရင်များကလည်းလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တာကြောင့်အေအေကနာဆိုပေးလိုက်ရတယ်လို့၎င်းကဆိုပါတယ် သူတို့ကလေချောင်းရေချောင်းကနေအဆက်မပြတ်ဖြစ်တာအေအေကမင်းပြင်းရွာကနေနောက်ဆုတ်ပေးလိုက်တဲ့မင်းပြင်းရွာကိုသိမ်းနိုင်ပြီဆိုပြီးစစ်ကြောင်းကအသိဝင်လာတော့တပ်တော်ကထောင်ထားတဲ့မိုင်းတက်ကွေးနယ်ကိုရောက်ပြီးအများအပြားသိမ်းဆုံးသွားတယ်လို့အနီးကလက်နက်ငယ်တွေနဲ့ချိန်မုန်းခံရတာတွေလည်းရှိတယ်။အဝေးကလက်နက်ကြီးကြီးထိမှန်ပြီးတေးတာလည်းရှိပါတယ်လို့၎င်းကပြောပါတယ်။တိုက်ပွဲမှာလက်ရှိအခြေအနေဖြစ်ပွားနေပြီးမြေပြင်ကျေးရွာဤနောက်ဆုံးအခြေအနေကိုပြောဆိုရန်စောင့်နေတဲ့ကြောင်း၎င်းကပြောပါတယ် တိုက်ပွဲကဖြစ်နေတုန်းမှာလေကြောင်းဒုံးနဲ့နေပြည်တော်ကနေဇက်တိုက်ပစ်ခတ်နေတာရှိတဲ့ကြောက်ဖြူတိုက်ပွဲအတွင်စစ်တပ်ကကြာဆုံးများနေတဲ့အတွက်စိတ်အင်အားတွေလည်းပြန့်ဖြေတဲ့ယခုရပိုင်မှာအမတ်သုံးစိတ်ကန်ဖောင်တော်ကနေဆက်လက်နဲ့ခရံတွေနဲ့စစ်တေအင်အား300ခန့်ထပ်မံပို့ဆောင်တာတွေတည်ရပါတယ်လို့၎င်းကပြောပါတယ်ဇကုရပန်အတွင်းစိုးစိုးကကြဖြူအမတ်သုံးဖောင်တော်ကုန်လူနာတင်ချလို့ရနေစစ်ပစ္စည်းများတင်ချရန်အတွက်အများပြည်သူများ၏အဝင်အထွက်ကိုပိတ်ပင်ထားတယ်လို့သိရပါတယ် အကြမ်းမတ်စစ်တပ်မှလေကြောင်းလက်နက်ကြီးအလွန်ကျော်အသုံးပြုပြီးကျေးရွာတွေကိုတိုက်ခိုက်လာမှုကြောင့်ချောင်းဝါမင်ခုံတိုင်းချောင်းပြားကုလပောင်းတိုင်ချောင်းဆိုင်ချောင်းမင်းမြင်စာတီကျေးရွာသားများမှဆေးဝေးဆောင်နေရပြီးကျေးရွာများရှိနေအိမ်များလည်းလက်နက်ကြီးကြီးနဲ့ပုံများထိမှန်ပြီးပြိုပြတ်မှုများရှိနေတယ်လို့ကျေးရွာသားများမှသတင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးမောနာစခန်အတိုင်းခံရမယ်ဆိုတာတပတ်ကြိုတည်ပြီးမင်းဘာကောင်ကွယ်မစစ်ကောင်ဆောင်နေလုံမပေးဟုစစ်တုံးပန်တွေပြောဆိုတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU နဲ့တော်လန်ရေးပူပေါင်းတပ်တွေကလာတိုက်မှာကိုတပတ်ကြာကြိုတည်ပြီးမင်းစစ်ကောင်ဆောင်တွေကဘာမှအကာအကွယ်တွေလုံမပေးခဲ့ဘူးလို့ထိုင်းမြန်မာနယ်စပ်ကမောနာစခန်နေတိုက်ပွဲမှာအဖမ်းခံရတဲ့စစ်ကောင်စီတပ်သားတွေကပြောပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံတွဲရင်မြို့ဖြစ်တဲ့မောတာမြို့ရင်းတိုင်ပွဲကုန်း KNU တပ်မဟာလေးနေတော်လရဲပူပေါင်းတပ်တွေကနိုဝင်ဘာလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ရန်တိုင်ပွဲလေးရဲ့မြောင်းနေ့နိုဝင်ဘာလ14ရက်နေ့မနက်မှာတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီထံက120မမလက်နက်ကြီးအပောင်းဝင်လက်နက်မျိုးစုံအများအပြားတင်ရခဲ့တယ်လို့စစ်တုံးပန်း43ဦးဖမ်းမိခဲ့ပါတယ်။ဖမ်းမိတဲ့စစ်တုံးပန်းတွေကို တမဟာလေးနယ်မြေတဲကိုရောက်ရှိနေတဲ့စီရီယန်အရာရှိပုံမှုတင်လင်းအောင်ကတွေ့ဆုံစကားပြောနေတဲ့ကျုပ်တမတ်တန်းကိုပုံမှုတင်လင်းအောင်ရဲ့ Facebook မှာဒီကနေ့နိုဝင်ဘာလ15ရက်နေ့မှာဖော်ပြထားပါတယ်။ပုံမှုတင်လင်းအောင်ဟာတူတက်ရင်မှုဘဝနဲ့ KNU တမဟာချောင်းနယ်မြေလေးကိတ်ကော်ဒေသမှာစီရီယန်ပြုလုပ်ခဲ့သူဖြစ်ပြီးစီရီယန်ပြုလုပ်စဉ်သူ့မိသားစုကိုစစ်တပ်ထံကလွန်မြောက်ရေးကူညီပေးတဲ့ KNU တမဟာလေးနယ်မြေကိုရောက်ရှိနေတာဖြစ်ပြီးမော်ဒန်စကန်နေတပ်ပွဲမှာအဲ့ဒီဒေသကိုရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရည်ရွယ်ချက်ရှိရမယ်ဗျ။တော်လန်ရဲ့တပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါသူတို့မှရည်ရွယ်ချက်ရှိတဲ့သူတို့လူတို့လူမျိုးဖို့တိုင်းရင်းသားတွေကလည်းတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိဖို့တော်လန်ရဲ့တပ်ဖွဲ့တွေကရည်ရွယ်ချက်နဲ့တိုက်ပွဲဝင်တာအခုခမည်းတော်တိုက်ပွဲဝင်တာရည်ရွယ်ချက်ရှိလားတိလားဘာရည်ရွယ်ချက်ရှိလဲဗမာစစ်တပ်မှနေပြီးစစ်တိုက်နေတာဘာရည်ရွယ်ချက်ကြောင့်မှဆိုတာသိတဲ့လူရှိရင်ကျွန်တော်ပြောပြလို့ပုံမှုတင်လင်းအောင်ကစစ်တုပ်ပန်နေတဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ် ဘုံမှုရဲ့မေးမြန်းမှုကိုစစ်တုံးပန်းအချို့ကမသိပါဘူးလို့ပြန်လည်ဖြေကြားပါတယ်။မင်းအောင်လိုင်းကခမရုအပေါ်မှာမေတ္တာတရားရှိလောင်းအခုဒီမှာခမရုတိုက်ခိုက်ရတော့မယ်ဆိုတဲ့ဟာဟိုညီလေးကိုမေ့ကြည့်တယ်။စစ်ကြောင်းနေမှုကိုမေ့ကြည့်တာ တိုက်ခံရတော့မယ်ဟာဘလောက်အကြာကြိုသည်လဲဆိုတော့ခုနှစ်ရက်လောက်အကြာကလေးကကျွန်တော်တို့ကြိုသည်နေတဲ့တိုင်ဒါပေမဲ့ခမားတို့ကိုကာကွယ်ဖို့စောင့်ရှောက်ဖို့ခမားတို့အသက်အိုးရင်စီစဉ်ကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ခမားတို့ကိုမင်းအောင်လိုင်းကဘာလို့ပေးလဲလို့ဗိုလ်မှူးတင်လင်းအောင်ကပြောတဲ့အခါမေးတဲ့အခါစစ်တောင်ပန်တွေကဘာမှလုပ်မပေးဘူးလို့ပြန်လဲဖြေချခဲ့ပါတယ်မောတော်မှာတာဝန်ကြားနေတဲ့သူတက်ရမှုကလည်းနှီးဖျားကုန်ကုန်တော်လိုင်းရဲ့ဘက်ကတင်မှတ်ပြီးနောက်နေဆက်ကိပောက်ကနေထွက်ပြေးသွားတယ်လို့သိရကြောင်းဗိုလ်မှူးကပြောပါတယ် မောရံစခန်မှာတည်ရင်မူကအမြူစင်ရင်မဲ့ရှိပြီးဒုတည်ရင်မူကတည်ရင်မူတာဝန်ယူနေတာလို့ဆိုပါတယ် တည်ရမှုမရှိလို့သူကခင်နာတည်ရမှုလုံးနေတဲ့သူကအောက်ခြေရပ်ပေါ်တွင်ရဲ့အသက်အိုးရင်စီစဉ်ကိုငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာစီမံချက်တွေသူမှမရှိဘူးသူမှတိုင်းကိုလိုရုံးပြီးပြည်တယ်မင်းအောင်လိုင်းကတည်းအတိုင်းမင်းသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာရုစီစဉ်တွေနဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးဆိုတာကိုကျွန်တော်ဟိုရင်ကလေးကတည်လို့အေးအေးဆေးဆေးတော်လန်ရေးဘက်ကိုကူပြပြီးတော်လန်ရေးဘက်တော်သားတွေနဲ့အတူတူလို့ပုံမှုတင်လင်းအောင်ကစီရီယံပြုလုပ်ခဲ့ရတဲ့အကြောင်းရင်းကိုစစ်တုံးမှန်တွေကိုပြောပြပါ ါတယ်တော်လရင်တက်တွေမောရစကန်ကိုတိုက်တာမောရပြည်သူလူတို့လွန်မြောက်ဖို့ဖြစ်တယ်လို့ရှင်းပြပါတယ်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေစစ်တုံးမှန်အဖြစ်အဖမ်းခံရရင်လေမင်းအောင်လိုင်းကပွဲတက်မပြဲအပြောပါမပြတ်ပင်အောက်ခြေရဲဘော်တွေအပေါ်ဗာတန်ရုံးစင်မမထားဘူးလို့စီရီယန်အရာရှိကရှင်းပြပါတယ်ရည်ရွယ်ချက်ကြီးမှန်ချက်ရှိတဲ့သူတွေနဲ့အတူတူစစ်တိုက်ရတာပုံပြီးအတိတ်ပဲရှိတယ်စစ်နာဘွားကနေချက်ချင်းတုံမှန်ဖြစ်လာတဲ့အခါကျတော့ခမရတို့လည်းကျွန်တော်ပြောတဲ့စကားတွေနားထဲမှာကလန့်ဖြစ်ရင်ဖြစ်နေလိမ့်မယ်လို့ပုံမှုတင်လျောင်းကရှင်းပြပါတယ် လက်ရှိစစ်တုံမှန်ပေါ်မှာအေးစစ်စစ်နေပါကတော်လရင်အဖွဲ့တွေကအေးစစ်စစ်ထားမှဖြစ်ကြအသိပေးပါတယ်ခမားတို့လည်းပါလဲဆိုတာကိုကိုကိုဘာဖြစ်နေပြီလဲငါဘာဆက်လုပ်တင်လဲဆိုတာဟာကိုကိုဖာလာကိုအေးစစ်စစ်စဉ်းစားပြီးတော့မှဒီကတပ်ဖွဲ့တွေကိုနိုင်နဲ့ဟောင်းဝိုင်းပြီးကူညီ ကိုကိုတိုင်းတနက်ကင်ပြီးဝင်တိုက်ဖို့မလိုဘူးထင်းတဲ့ချောင်းခွဲပေးတာရေတပုံးခတ်ပေးတာတော်လန်ရေးကိုကူညီတာပဲထမင်းဝတ်တလုံးတည်ပေးတာလေတော်လန်ရေးကိုကူညီတာပဲမင်းအောင်လိုင်းဘက်ကစစ်တပ်ကလည်းပြည်သူကျွေးတာကိုစားတာတော်လန်ရေးဘက်ကစစ်တပ်ကလည်းပြည်သူကျွေးတာကိုစားတာပြည်သူကျွေးတာစားတာချင်းအတူတူတောင်မှကျွန်တော်တို့ကဂွန်တိတ်ကရှိရှိပြည်သူကျွေးတာကိုစားတာလို့ပုံမှုတင်လင်းအောင်ကပြောပါတယ်တော်လန်ရေးဖက်တော်သားတွေကိုခွေးနဲ့နိုင်ရတာကြားဘူးလားလို့မေးမြန်းခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပဲစစ်ခွေးရခွေးဟုခေါ်ဆိုခံနေရကြောင်းပြောပြပါတယ် မင်းအောင်လိုင်ကရွေးကောက်ပွဲလုပ်ပြီးအေးအေးဆေးဆေးဆောင်ထွက်သွားမှဖြစ်ကြောင်းစီရီယံပုံမှုကပြောကြားခဲ့ပြီးမင်းအောင်လိုင်အတွက်တစ္ဆာခံနေမယ့်အဆောင်စစ်တုံးပန်းဘွားရောက်တာကောင်းတယ်လို့စစ်တုံးပန်းတွေကိုပြောကြားခဲ့ပါတယ် KNU ကလည်းစစ်တုံးပန်းတွေကိုဥပဒေနဲ့အညီထိန်းသိမ်းသွားမှာဖြစ်ကြောင်းနိုဝင်ဘာလ14ရက်နေ့ကထုတ်ပြန်အတည်ပြုထားပါတယ်ရှင်။ဆလပင်အာဆီယံဥက္ကဋ္ဌအဖြစ်ဖိလစ်ပိုင်တမန်တော်ကမြမအရေးအထူးတမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကိုတရားဝင်ခန့်အပ်ဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ 2026ခုနှစ်အာဆီယံဥက္ကဋ္ဌအသင်းဖိလစ်ပိုင်နိုင်ငံ၏သမရမာကိုဂျူနီယာကမြမအရေးထူးတဲ့မှန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝင်ကြီးကိုတရားဝင်ခန့်အပ်လိုက်ပါတယ်ဂျမနီဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာပြုလုပ်သည့်2026ခုနှစ်အာဆီယံဥက္ကဋ္ဌအသင်းလွှဲပြောင်းရယူပွဲမှာဖိလစ်ပိုင်သမ္မတကထိုတို့ခံအမှုကိုတရားဝင်ကြေညာခြင်းဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြည်လဲတည်မြဲရေးအတွက်ကျွန်တော်တို့အတူတကွာအလုံးလုံးသွားမှာဖြစ်လို့သူမအနေနဲ့အာဆီယံဘုံတဘောတူညီချက်၅ချက်နဲ့အညီအကျိုးရှိအပြုသဘောဆောင်စီကံတကြားဖြစ်တဲ့အားလုံးပါဝင်တဲ့မြန်မာပြည်သူတွေကိုထောက်မပေးနိုင်တဲ့ချင်းကပ်မှုကိုစာယူလာနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုဖိလစ်ပိုင်သမ္မတကပြောဆိုပါတယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဤယခုတွဲဖက်တာဝန်သည့် အာဆီယံဘုံတဘောတူညီချက်၅ချက်ပါတဘောတူညီချက်ဤအစိပိုင်းတစ်ခုဖြစ်ပြီးရင်းတဘောတူညီချက်မှာမြန်မာနိုင်ငံအတွင်အကြမ်းဖက်မှုချက်ချင်းရစဲရင်တက်ဆိုင်လူအလုံးအကြားအပြုတဘောဆောင်နေဆွေးနွေးမှုအာဆီယံအထူးတနမန်ခန့်အပ်ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရခြင်းနှင့်တက်ဆိုင်လူအလုံးနဲ့တည်တွင်းဆက်ဆံခြင်းဟူသောဘုံတဘောတူညီချက်၅ချက်ပါဝင်ပါသည် မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့သည့်နိုင်ငံရေးအကြမ်းတဲနှင့်ဒုက္ခများကိုကျောင်းဝင်ဆက်ဆက်ညှိနှိုင်းရန်နှင့်ဒေသတွင်းတည်ငြိမ်မှုကိုထိန်းသိမ်းရန်မှာအာဆီယံအတွက်ကြီးမားသောစိန်ခေါ်မှုတစ်ရပ်အဖြစ်ရင်ဆိုင်နေရပါတယ်ရှင်။